လိန်စိတ်ခံယူမှုကွဲပြားသူတွေကိုမြမလူဖွဲ့စည်းအနေနဲ့ခွဲခြားပြီးဆက်ဆံတာမျိုးမပြုလုပ်ဘဲနဲ့လက်ခံပေးဖို့လိုအပ်နေဆဲဖြစ်တယ်လို့ NGPD တွေကတောင်းဆိုလိုက်ပါတယ်ဦးထွန်းထွန်းသိန်းကသတင်းပြပို့ထားပါရဲ့ရှင် NGPD ဆိုတာကတော့အမျိုးသားချင်းစိတ်ဝင်စားတာအမျိုးသမီးချင်းချင်းစိတ်ဝင်စားတာတားမနေမျိုးစလုံးစိတ်ဝင်စားတာအသွင်ပြောင်းလဲဝတ်စားစင်နေတာဆားတဲ့လိန်လူချစ်သူတွေကိုခေါ်ဆိုတာဖြစ်ပြီး မြန်မာလူ့အဖွဲ့အစည်းအနေနဲ့ခွဲခြားမဆက်ဆံဖို့ NGPD တွေကတောင်းဆိုလိုက်ကြတာပါ NGPD တွေရဲ့ကွန်ယူစရာအမိရတဲ့တပ်ပုပြပွဲကိုရန်ကုန်မြို့ဗိုလ်ကလေးစီလံကမြန်မာ App Gallery မှာပြသနေတာလည်းဖြစ်ပါတယ်ဒီလိုတွေတွေကိုဒီကိုဟိုမတူဘူးဆိုပြီးတော့မြင်နေရတယ်ရှိတယ်အမေရိကန်တူတူပဲတူတူရှိတာကြာပြီခွဲခြားပြီးတော့မြင်နေရတယ်ကြာပြီပေါ့ဒါပေမဲ့တူတူရှိနေရဆိုတာကိုမြင်အောင်ကြည့်ပေးပါပြီးလို့ရှိရင်ဟိုလက်ခံမှုဟိုဟို調査 အကြည့်ပေးပါတော့เนาะဆိုတော့ဒီလိုမျိုး activity တွေဒီလိုမျိုးရှင်ပြောက်ပွဲတို့ဓာတ်ပုံပြောက်ပွဲလာခြင်းအပြင်ဟိုလက်မခံတဲ့လူတွေလည်းလည်းတနည်းအားဖြင့်တွေးစရာလေးရလာမယ်ပေါ့နောက်မှဆိုလက်ခံလာမယ်ဆိုကျွန်တော်ယုံကြည်ပါတယ်အဲဆိုကျွန်တော်တို့ဒီဒီဟိုလူ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 ချင်းဟိုမခွဲခြားတဲ့အနေနဲ့ကြည့်ပေးဖို့ကျွန်တော်ကဟိုတိုက်တွန်းပါတယ်ပေါ့မိမချင်းချင်းယောက်ျားချင်းချင်းချစ်ခင်ဆုံမဲ့ကြတဲ့လူတွေကတော့ LGBT နဲ့ပတ်သက်တဲ့ပြပွဲဆွေးနွေးပွဲတွေကိုမကြာခဏပြုလုပ်သင့်ပြီး တာမန်ချစ်ခင်ဆုံမဲ့ကြလူတွေလည်းလာရောက်လည်လာတဲ့နယ်လို့တိုက်တွန်းကြပါတယ်နော်ဦးကြမှာချစ်ချင်းမြတ်တာလို့ပဲရှိရတော့အာတကယ်လို့တို့ကတောင်းနားလဲပေးဖို့ဆိုလို့ရှိရင်တို့အကြီးကိုဖွဲ့လို့တဲ့ခါကျရင် လာပြီးလိလာစီချင်တာတခုလည်းပါပဲဒါတွေကလူကြီးအရန်ဟိုအသက်ရွယ်အကြီးပိုင်းနေကြအောင်ပြောဖို့နားလဲပေးနိုင်လို့ခက်ခဲဝင်ဒီလိုလူငယ်ချင်းကြတော့လိလာလို့ရှိရင်တော့နားလဲပေးနိုင်တယ်ဒီစားတို့ချုပ်ကြီးကကြတော့လက်မခံကြဘူးလေ ပြီးတော့တက်လေကျေးဇူးပါတယ်အဲသူတို့တက်လေပို့ပြီးတော့သိလာတယ်လေဘယ်လိုမျိုးဖြစ်လာလဲဆိုတော့အမျိုးသားချင်းအမျိုးသမီးချင်းချစ်ခင်ဆုံးမဲ့သူတွေနဲ့စတဲ့ကျင်းမဲ့လင်ငယ်တို့ပြောင်းလဲနေတဲ့လူတွေဟာမြန်မာအပါအဝင်နိုင်ငံတကာမှာပါရှိနေပြီးမြန်မာနိုင်ငံမှာပထမဆုံးအဖြစ်2014ခုနှစ်ကနိုင်ငံတကာ NGPD ရုပ်ရှင်ပွဲတော်ကိုရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။ NGPD တွေကိုယ်တိုင်ကလည်းမကြာခဏဆိုသလိုလိင်လူချစ်ချင်းဆိုင်ရာအခွင့်အရေးတွေတောင်းဆိုနေပြီး မေလ28ရက် NGBD နေ့မှာလည်းအခမ်းအနားတွေပြုလုပ်ကြဖို့စီစဉ်နေကြပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ